အလုံးမင်္ဂလာပါရှင်ဒီမှာဆွေးနွေးပေးနေတဲ့ teaching approach and method ဆိုတဲ့အကြောင်းအရာလေးပါဆိုရင်ဒီနေ့ဆွေးနွေးပေးသွားမယ့်သင်ကြားနည်းလေးရကြတော့တရုတ်ဆောင်နည်းဖြစ်ပါတယ်ဒီတရုတ်ဆောင်နည်းမှာဆိုရင်ကလေးတွေဟာသူတို့ကိုယ်တိုင်တရုတ်ဆောင်ညားတာဖြစ်တဲ့အတွက်ပို့ပြီးတော့စိတ်ဝင်စားမှုကောင်းတယ်နောက်တစ်ခါဒီကသင်ကြားရတဲ့စာသင်ခန်းကလည်းတကယ်ကို edit classroom နေဖြစ်လာမှာပေါ့နော် အဲဒီလိုမျိုးဖြစ်အောင်ကျွန်တော်တည်ရောက်ဆောင်တဲ့နီးနဲ့ပေါ့နော်ကလေးတွေကိုတင် जा ပေးလို့ရတယ်အဲ့ဒီမှာဆိုလို့ရှိရင်ကျွန်မနမူနာပေါ့နော်အလုတ်ကန်ဆိုင်ရာတို့မဟုတ်ပေါ့ပုံမြင်တဲ့ဇက်ကောင်ဇေယိတ်တွေနဲ့တည်ရောက်ဆောင်ကစားမယ်အေးရတယ်နော်အားမျိုးတွေလှူဆောင်ပေးရမယ်အဲလှူဆောင်ကစားစီချေရသူတို့ကိုယ်တိုင်တည်ရောက်ဆောင်ကစားရမှာပေါ့နော်ဒါမျိုးတွေကို ပေါ့ဒီတင်လိုက်မဲ့တင်ကန်းစာထဲမှာပါတဲ့အကြောင်းအရာနဲ့လဲဆက်ဆက်ပြီးတော့ပေါ့နော်ဒီနီလာလေးဒီနီလန်းလေးကိုသုံးရမှာဖြစ်တယ်ဒီမှာဆိုရင်ဥမာပေါ့နော်ဒါသူနာပြုတ်ရေရှိမယ်ဆီယမရေရှိမယ်စပူမူရေရှိမယ်ပေါ့နော်ဝစ်စုံလေးတွေနဲ့ပေါ့နော်တို့ရဲ့အတုံးစာပုံစံငယ်လေးတွေပေါ့ကိုယ်တိုင်းတော့ဝစ်စုံငယ်ကြီးဝစ်စုံနေနဲ့မဟုတ်ပေမဲ့ ပုံစံငယ်လေးတွေနဲ့သူတို့ကိုဒါဒီလိုမျိုးပုံစံလေးတွေရှိတယ်ဆိုတာကိုပေါ့နော်ဆရာစီစဉ်ဖန်တီးထားပြီးတော့သူတို့ကိုပြောပြရမယ်အဲ့လိုမျိုးလှုပ်ဆောင်စေခြင်းတရုပ်ဆောင်စေခြင်းညားလဲပေါ့နော်ဒီယုံနဲ့လေးပုံမြင်တွေကိုပြောပြပြီးဆိုလို့ရှိရင်အဲကျွန်တော်တို့ခေါင်းလေးဆွတ်လိုက်တာလေအဓိကလိုမျိုးဟိုစက်ကူလေးကိုညှက်လိုက်ပြီးတော့လေစက်ကူလေးကိုညှက်လိုက်ဒါကတော့နှံခေါင်းယုံယုံခေါင်းလေးပေါ့အဲဒါလေးကတော့နေခေါင်းလေးပေါ့အဲ့လိုမျိုးနေပေါ့ ပုံမြင်ကိုပေါ့နော်သူတို့တရုတ်ဆောင်ပြီးတော့သူတို့ကိုယ်တိုင်အဲပါဝင်ဒါဒီလိုမျိုးလေ့ကျင့်စေခြင်းပေါ့နော်ပြောပြစေခြင်းပေါ့နော်ဒါမျိုးလေးတွေဟာကလေးတွေပို့ပြီးတော့စိတ်ဝင်စားမှုကိုအကောင်းစေပါတယ်เออโกไดဒီလိုမျိုးပုံလေးတွေနဲ့ပေါ့သူတို့ရဲ့စိတ်ဝင်စားမှုကိုရိုင်းရလဲဒီလိုမျိုးယုံပါတဲ့ခေါင်းလေးပေါ့เนาะဒီအရာမျိုးစက်ကူလေးကိုခေါင်းကိုဆွတ်လိုက်မယ်လေး ပုံလေးပါတဲ့စကူလေးကိုခေါင်းကိုဆွတ်လိုက်မယ်။အဲဆိုရင်တခြားကလေးတွေရပါစိတ်ဝင်စားသွားပြီလေ။အဲ့လိုမျိုးပေါ့တယောက်ချင်းစီတယောက်ချင်းစီကဒါမျိုးလေးကိုပြောင်းလဲပြီးတော့ပေါ့နော်။ဒီယုံနေလေးပုံမြင်ထဲမှာပါတဲ့အတာတွေရဲ့တဏ္ဍာလေးတွေကိုဟိုသူတို့ကိုယ်တိုင်ပေါ့နော်။တရုပ်ဆောင်စီခြင်းနည်းနေနဲ့ကလေးတိုင်းကိုဒါမျိုးလေးနဲ့တရုပ်ဆောင် ခိုင်းလို့လေ ပြုတ်ဆောင်စီခြင်းအဖြစ်လဲတင် जा ပေးလို့ရတာဖြစ်ပါတယ်ရှင်ဒီနီးလန်းဟာတဲ့ကျမတို့ကလေးတွေပေါ့နော်မြင်ဘူးတွေ့ဘူးတဲ့လူကြီးတွေရဲ့လုပ်ငန်းတာဝန်လှုပ်ဆောင်မှုတွေကိုလည်းနားလည်စေတယ်အသိဉာဏ်လည်းတိုးစေရပေါ့နော်ခုနကတော့ယုံနစ်လေးပုံမြင်ပေါ့ဒီမှာတော့တို့ဟာဒီမှာဆိုလို့ရှိရင်တော့ကျမတို့ตุนาปิ้วบ่เนาะตุนาปิ้วဆိုလဲ crown လေးလေ crown လေးเนี่ยဆိုတာตุนาปิ้วလေးပေါ့ကလေးเนี่ยလျော်ညီတဲ့ပုံစံလေးเนี่ยပေါ့เนาะအဲတရုတ်ဆောင်มาပေါ့သူကတော့ตุนาปิ้วလေးဆိုตุนาปิ้วဆို သူနာပြုလှုပ်ဆောင်တဲ့လုပ်ငန်းလေးတွေသူကလှုပ်ဆောင်ဟန်မူရန်နဲ့လှုပ်ဆောင်ပြုဆောင်ပြမှာပေါ့နော်အဲ့လိုပဲဆရာဝန်ဆိုလဲဆရာဝန်နှချက်ကလေးတွေကျမတို့ကကလေးတွေကစားလို့ရတဲ့နှချက်ကလေးတွေရှိနေပြီတော့ဒါမျိုးလေးတွေနဲ့ပေါ့နော်အော်ဆရာမဆိုလဲစာတင်ပေးမယ်ပေါ့ဟဲ့ဒါမျိုးလေးတွေနဲ့ဟဲ့သူတို့ကိုယ်တိုင်တရုပ်ဆောင်လိုက်ရတာဖြစ်တဲ့အတွက်သူတို့ကိုယ်တိုင်ပါဝင်လှုပ်ဆောင်လိုက်ရတာဖြစ်တဲ့အတွက်အသိဉာဏ်ကိုပို့ပြီးတော့ဖွံ့ဖြိုးတိုးတက်စေမှာဖြစ်ပါတယ်ရှင်နောက်တစ်ခါဒီလိုမျိုး အဲဘောသူတေးဆောင်လိုက်တဲ့သူရဲ့အကြောင်းအရာတွေတာဝန်တွေလှူဆောင်ရမှာတွေကိုလည်းသူတို့နားလဲလာစီပါလဲဖြစ်ပါတယ်ရှင်။ ဒီလိုမျိုးနည်းရည်တွေပေါ့နော်တရုတ်ဆောင်နည်းနဲ့လည်းကလေးတွေကိုသင်ကြားပေးလို့ရတယ်ဆိုတဲ့အကြောင်းလေးကိုကျွန်မဆွေးနွေးပေးခြင်းဖြစ်ပါတယ်။နောက်တစ်ခုကဒရန်လို့တရုတ်တူအောင်လေ့ကျင့်တဲ့နည်းတွေအဲ့ဒါကြတော့ခုနပေါ့နော်အဲသူကလူနာနဲ့ဆရာဝင်နဲ့ဒီထဲမှာဆိုရင်အဲသူကတော့ဆရာဝင်လူနာလေးပေါ့သူကဆရာဝင်အဲဆိုရင်လူနာဘာဖြစ်နေရတော့ပေါ့ဟဲ့ဒါဆိုဒီစကလုံးတွေဟောပါတာတွေအစားမအများကြီးကျေဝအောင်လေ့ကျင့်ပေးလို့ရတယ်။ဟုတ်ပြီမိခွန်းနေမေးမယ်ပေါ့သူတို့ကိုပြန်ဖြည့်စီခိုင်းပြန်ဖြည့်စီမယ်ပေါ့အဲဖြည့်သူတို့ရဲ့ဖြည့်ကြားချက်တွေနဲ့ပေါ့ ါ့နော်ဟိုဒီကအကြောင်းအရာထဲမှာပေါ်တဲ့ပါလာတဲ့ဝေါ်ဟာရတွေနောက်တကစကလုံးအစ်စ်တွေဒီမှာရှိရသူတို့လှုပ်ဆောင်ရမယ့်လုပ်ငန်းတာဝန်တွေကိုသူတို့သိလာမှာဖြစ်ပါလေရှင်အဲ့လိုမျိုးပေါ့နော်ဟန်ပန်အမှုရာတွေနဲ့ပေါ့နော်အပြုအမူတွေအပြောအဆိုတွေကိုအတူယူလှုပ်ဆောင်ခြင်းလက်ကျင်နည်းတွေဖြစ်ပါတယ်ဒီလိုမျိုးအတူယူလှုပ်ဆောင်ခြင်းဟာကျမတို့ရဲ့ပတ်ဝန်းကျင်မှာနမူနာယူပြီးတော့ပေါ့နော် เอนมุนาอยู่ပြီးတော့ဟိုလိုက်ပါလေ့ကျင့်ပြီးတော့ဘောเนาะလှုပ်ဆောင်အောင်မြှူမှုတွေကောင်းမွန်တဲ့မြှူမှုတွေရှိတာကိုဒါမျိုးတွေကိုတို့ပြုမှုလေ့ကျင့်တတ်လာမှာဖြစ်ပါတယ်ရှင်လူမျိုးလေ့ကျင့်တတ်လာဟိုတရုတ်ဆောင်နဲ့နီးနဲ့တရန်လှုပ်တရုတ်တူလေ့ကျင့်တဲ့နီးရလဲပဲအင်မတန်ကောင်းမွန်တဲ့လေ့ကျင့်နီးတစ်ခုဖြစ်ပါတယ်ရှင်အဲ့ဒီမှာဆိုရင် ဟိုဥပမာပေါ့ဈေးရောင်းတဲ့သူနဲ့ဈေးဝယ်သူဟန်ပန်မူရည်နဲ့အပြန်အလှန်စကားပြောဆိုကြတာကျမတို့ငယ်တုန်းကရန်ကစားတာပဲလေအတုတ်တွေရောင်းတာလေတကယ်ကိုအတုတ်တွေကိုလည်းလေကျမတို့ဒီမှာပတ်ဝန်းကျင်မှာရှိနေတဲ့တိရွတ်တွေကိုတိတိလေးလေးမှွားမှွားအတုတ်တွေလုပ်ပြီးတော့ရအဲဟိုလူကဝယ်စားလိုက်သူဥစ္စာကိုကဝယ်စားကိုဥစ္စာသူကဝယ်စားပြီးရင်စကားတွေကပြောသေးတာအဲအတုတ်ကလေးတွေမှာဘာလို့ထိထားတာဟိုပေါ့ကိုတိလာတဲ့အကြောင်းအရာလေးပေါ့နော်ဟိုအိမ်မှာလှုပ်တဲ့အိမ်မှာအင်းအမေကလှုပ်ကြွေးတဲ့အကြောင်းအရာလေးဟာ လုံဆောင်ချက်တွေအားဒီထဲမှာထည့်ပြီးတော့စကားတွေပြောတာဟိုမိမိအဲတီးတွေ့ကြားသိခွင့်ရတဲ့အကြောင်းအရာတွေကဒီမိမိကစားတဲ့နေရာမှာပေါ့နော်အဲပါလာတာကိုအဲ့တော့ကြတော့တဏ္ဍလုံတယုတ်တူလေ့ကျင့်နေနေမှာလဲခုနဈေးရောင်းသူဈေးဝယ်သူအမှုရာတွေနဲ့အပြန်အလှန်စကားတွေပြောဆိုရတယ်ဒီလိုမျိုးစကားတွေများများပြောဆိုခြင်းရတယ်သူတို့ဒီမှာအပြောဆိုင်ရေတိုးတက်လာမယ် အပြောဆိုရည်တိုးတက်လာမှာမိမိရဲ့ခံစားချက်ကိုပြောပြတတ်မယ်မိမိဖြစ်စေခြင်းရဲ့အကြောင်းအရာကိုပြောပြတတ်မယ်ဒါအရေးကြီးပါတယ်ရှင်တချို့ကလေးတွေဆိုရင်မိမိခံစားနေရလဲမပြောတတ်ဘူးဘာဖြစ်ချင်တာလဲမပြောတတ်ဘူးပေါ့နော်အဲ့လိုမျိုးပေါ့မိဘမိဘကကြောင်းပေးလိုက်တဲ့လမ်းအတိုင်းပဲသူလျှောက်တယ်သူ့ရဲ့ခံစားချက်တွေသူဖြစ်ချင်တာတွေဘာမှကိုမထုတ်ဖော်တတ်ဘူးပေါ့ဒါမျိုးတွေဆိုတာမကောင်းဘူးလေအဲ့လိုမျိုးမဖြစ်အောင်ပေါ့နော်ခုလိုခုလိုမျိုးပေါ့နော်တရံလောက်တရုတ်တူလေ့ကျင့်တဲ့နည်းတွေနဲ့ပေါ့နော်အပြန်အလှန်စကားပြောစုခြင်းတွေဟာ ဘဝအတွက်အရေးပါတဲ့အာလေ့ကျင့်ပေးတဲ့အကြောင်းအရာတွေလည်းဖြစ်ပါတယ်ရှင်။နောက်တစ်ခါလူမမာနဲ့ဆရာဝန်နဲ့ဟန်ပန်အမှုရာရင်နဲ့အပြန်အလှန်တွေစကားတွေပြောကြမင်းနောက်တစ်ခါဒီလိုမျိုးလေ့ကျင့်နည်းတွေနဲ့လေ့ကျင့်စီခြင်းဟာတဲ့ဗက်ညင်ညီအပြန်အလှန်စကားပြောဆိုအသုံးနှုန်းတွေကိုတက်မြောက်လာစေတယ်လူမှုဆက်ဆံရေးကိုတိုးတက်လာစေပါတယ်ဟုတ်တယ်ကျမတို့ဆိုတာဟိုပတ်ဝန်းကျင်နဲ့ communication မိုင်းတွေ collaboration မိုင်းတွေ စွမ်းရည်တွေပေါ့နော် တိုးတက်အောင်ကဂုလိုမျိုးပေါ့နော်တဒံလုံးသရုပ်တူလေ့ကျင့်တဲ့နည်းတွေနဲ့လေ့ကျင့်သင်ကြားပေးခြင်းဟာအရေးကြီးပါတယ်။အဲ့လိုလေ့ကျင့်သင်ကြားပေးနိုင်မှုအတွက်ပေါ့နော်ခုနလိုမျိုးပေါ့နော်ဟန်ပန်အမူအရာတွေနဲ့သူတို့ကိုဒါလေ့ကျင့်ပေးစေရမယ်။ဒီလိုလေ့ကျင့်ပေးခြင်းဟာဘက်ညီညီအပြန်အလှန်စကားအပြောအဆိုအသုံးအနှုန်းတွေကိုတက်မြောက်လာစေတယ်။နောက်တစ်ခါလူမှုဆက်ဆံရေးပိုင်းတွေကိုလည်းတိုးတက်လာစေမှာလည်းဖြစ်ပါရဲ့ရှင်။ အဲအဲ့လိုမျိုးပေါ့နော်တိုးတက်လာအောင်လေ့ကျင့်ပေးကြရမှာဖြစ်ပါတယ်။အဲ့တော့တဏ္ဍလုံးတရုတ်တူလေ့ကျင့်နည်းတွေနဲ့လည်းလေ့ကျင့်တင်ကြပေးကြရမယ်။နောက်တစ်နည်းဖြစ်တယ်ကျမတို့ကစားနည်းပေါ့နော်။ကစားနည်းကတော့ကလေးတိုင်းပျော်ရွှင်တယ်။အဲဒီထဲမှာဆိုရင်ကြည့်လိုက်ပါအောင်။အဲသူမှာဆိုရင်ဒီမှာမှန်မြောင်းကြီးကိုစက်ကူနဲ့လိမ့်ပြီးတော့မှန်မြောင်းလှုပ်ထားတာ။ ူကအာဂတပညာရှင်လို့လို့ဘာလို့လို့ပေါ့နော်အဲဒီလိုမျိုးပေါ့သူတဏှာလို့သရုပ်တူလေ့ကျင့်နေတာဒီထဲမှာဆိုလေအကောင်လေးတွေကို ရှင်လေးတွေနဲ့သူတို့စိတ်ထဲမှာစိတ်ကူးစိတ်တတ်ပေါ်တဲ့အကောင်လေးတွေကိုရှင်လေးတွေနဲ့ပေါ့နော်ဒါကစားနေတာအဲဒါမျိုးတွေပေါ့နော်ဒီမှာဆိုလို့ရှိရင်လေသူရဲ့အဲ့ဒါတစ်သားတုံးလေးတွေကစားစရာအယုတ်ကလေးတွေသူ့ရဲ့အယုတ်ကလေးတွေနဲ့သူဟာတိဆောက်ကစားနေတာ အဲဒါကစားနည်းတွေအမှရရှိလာတဲ့သူ့ရဲ့စွမ်းရည်တွေရဒီလိုမျိုးကစားခြင်းမှာသူတို့ရဲ့ဒီဖွံ့ဖြိုးရမယ်စွမ်းရည်တွေကဖွံ့ဖြိုးလာစီမှာလည်းဖြစ်တယ်။ဒါကြောင့်ဒီကစားနည်းတွေထဲမှာဖန်တီးတီထွင်ကစားခြင်းတွေရှိတယ်။ဒီမှာဆိုရင်စက်ကူနဲ့မှန်မြောင်းလုပ်ပြီးဒါဖန်တီးထားတာလေဖန်တီးတီထွင်ကစားခြင်းတွေရှိတယ်။နောက်စိတ်ကူးစိတ်တန်းနေတဲ့ကစားခြင်းတွေဒီမှာရှင်ယုတ်ကလေးတွေလုပ်တယ်။အဲရှင်ယုတ်ကလေးတွေနဲ့ ဖားယုတ်ကလေးတွေလှုပ်တယ်ဆင်းယုတ်ကလေးတွေလှုပ်တယ်ကျွဲယုတ်ကလေးတွေလှုပ်တယ်ဒါစိတ်ကူးစိတ်တန်းနဲ့ကစားခြင်းတွေလည်းဖြစ်တယ်တိဆောက်ကစားတယ်ဒီမှာဆိုဒီကလေးလေးသူ့ရဲ့ပစ္စည်းလေးတွေနဲ့တိဆောက်နေတာဒါဆိုရင်သူတိဆောက်နေတာဟာဒါမျိုးငွေစားလေးတစ်ခုလည်းဖြစ်နိုင်တယ်နော်အဲမျိုးငယ်စားလေးတခုလည်းဖြစ်နိုင်တယ်ဒါသူတိဆောက်နေလေသူစိတ်ကူးလာတာတွေကိုသူတိဆောက်နေခြင်းဖြစ်တယ် အဲနောက်တစ်ခုကတော့ကိုလည်းလှုပ်ရှားကစားခြင်းနေကိုလည်းလှုပ်ရှားကစားခြင်းနေကတော့ကျွန်တော်တို့ကျိုးခုံနာတို့ထုတ်စီတိုးတန်းကစားတာပေါ့နော်ဒီဂလူမျိုးကစားနည်းနေရလဲပဲအဲသူတို့ကလေးတွေဖွံ့ဖြိုးရမယ်ညံကြီးတွေကိုဖွံ့ဖြိုးလာစေရလဲဖြစ်ပါတယ်ရှင်နောက်တစ်ခါအတုလှုပ်တန်းကစားခြင်းနေခုနလိုပေါ့တရံလှုပ်တရုတ်တူတော်လှုပ်တာပေါ့နော်အတုလှုပ်တန်းကစားခြင်းနည်းတွေအဲ့လိုမျိုးပေါ့နော်ကစားနည်းတွေအမျိုးမျိုးရှိတယ်အဲ့လိုမျိုးကစားနည်းဟာကလေးတွေအတွက် ပေါ့နော်ကောင်းမွန်တဲ့ကလေးတွေကလည်းပျော်ရွှင်တယ်သူတို့ကပျော်ပျော်ရွှင်ရွှင်နဲ့ကစားရတာကိုပူကြိုက်တယ်ပေါ့နော်အဲ့ဒီမှာလည်းပဲကျမတို့ဒီဟာကတော့ကျမကတင်ကြားနီးတွေကိုပေါ့ဆွေးနွေးနေခြင်းဖြစ်တယ်ဟိုဒီလိုမျိုးကစားနီးတွေကိုလည်းပဲလူကြီးမိမအုပ်ထိန်သူတွေကနေပြီးတော့အဲစီစဉ်ဆောင်ရွက်ပေးကြရမှာဖြစ်တယ်မိမိတို့ညာဘလို့ရည်သွေးတွေကိုရရှိစေချင်တာတော့မိမိတို့ဘလို့ပုံစံမျိုးတွေကိုသူတို့ဖြစ်စေချင်တာတော့ ဖြစ်စေခြင်းနဲ့အည်အသွေးပြားစေခြင်းနဲ့အည်အသွေးတွေဖြစ်စေခြင်းနဲ့ပုံစံတွေကိုသူတို့တွေနဲ့များများထိတွေ့ခွင့်ပေးရမယ်အဲ့လိုမျိုးများများထိတွေ့ခွင့်ပေးမှာသူတို့တွေအားလည်းပဲပေါ့နော်ကိုပြစ်စစ်ခြင်းနဲ့အဲပုံတံတန်းနေကိုရရှိစေခြင်းနဲ့အည်အသွေးတွေကိုရရှိလာခြင်းမှာဖြစ်ပါရဲ့ရှင်။အဲ့တော့ဟိုကျမတို့ကလေးတွေကိုတီတွင်ဖန်တီးတက်တက်စွဲကြီးတွေဖွံ့ဖြိုးလာစေခြင်းတီတွင်ဖန်တီးရလို့ရမယ်ကလေးနဲ့အယောညီတဲ့ပေါ့နော်အဲအเจ้าရတွေကိုဖန်တီးပေးကြရမှာဖြစ်တယ်။ ဟိုကစားဆိုပြီးတော့နင်တို့ကစားကြရဲဆိုပြီးတော့လွတ်ပေးထားတာမျိုးတော့မဟုတ်ဘူးပေါ့နော်အဲ့ဒါဆိုရင်တော့သူတို့တွေရဲ့ဟိုမိမိလိုချင်တဲ့အကြောင်းအရာကိုရရှိအောင်တော့ဟိုဒါပြုစုပြောင်းထောင်ပေးကြမှာတော့အရေးကြီးပါတယ်ရှင်အဲ့တော့ကျွန်တော်တို့တွေကသူတို့တွေဟိုစီးပောင်လေးတော့ရှိကြမယ်ဆိုတာကတော့အရေးကြီးပါတယ် ဖြစ်စေခြင်းတဲ့အကြောင်းအရာတွေပေါ့စိတ်ကူးစိတ်တန်းကောင်းစေခြင်းရင်သူတို့စိတ်ကူးစိတ်တန်းကောင်းစေမယ်ကစားစရာပစ္စည်းလေးတွေကိုဖန်တီးပေးရမယ်ပြုစုပြုမှုလှုံ့ဆော်စေရမယ်ပေါ့နော်ဒါမှသူတို့တွေရဲ့ကလေးတွေရဲ့စိတ်ကူးစိတ်တန်းတွေကကောင်းမွန်လာပြီးတော့ဖွံ့ဖြိုးတိုးတက်လာစေမှာဖြစ်တယ်သူတို့ကိုတီထွင်ဖန်တီးလိုတယ်နောက်တခါတစ်ခုခုကိုပေါ့နော်စမ်းသစ်တီထွင်လိုတဲ့အဲအသိပညာတွေရရှိစေခြင်းခုလိုမျိုးတိဆောက်ကစားခြင်းတွေနဲ့သူတို့ကိုလှုံ့ဆော်လို့ရအောင်လေ့ကျင့်ပေးကြရမယ်ဖန်တီးပေးရမှာဖြစ်ပါတယ် နောက်တစ်ခုကိုလက်လှူရှားကစားခြင်းနေပေါ့နော်ကိုလက်လှူရှားကစားခြင်းနေဟာတကယ်ကိုပဲပေါ့နော်ဒီကျမ်းမာရေးအတွက်လည်းကောင်းတယ်ခန္ဓာကိုယ်မှာရှိတဲ့သွေးလက်ပတ်မှုကိုလည်းအကောင်းစေတယ်လို့ပဲပေါင်းသင်းဆက်ဆံရေးတွေကိုလည်းအကောင်းစေတယ်အဲ့တော့ကိုလက်လှူရှားကစားနည်းတစ်ခုရဲ့ပဲသူတို့ကစားခွင့်ပေးထားပြီးတော့ကျန်တဲ့ဖန်တီးတည်ထင်ကစားခြင်းနေစိတ်ကူးစိတ်သန်စိတ်ကူးတွေနဲ့စဉ်းစားကစားခြင်းနေတိဆောက်ကစားခြင်းနေဆိုတဲ့အရာတွေကိုကျွန်တော်တို့ချန်လက်ထားခဲ့လို့မရပါဘူးရှင်အဲ့တော့ကိုလက်လှူရှားအကစားကစားလေးခြင်းညာလည်းကောင်းတယ် ကိုယ်နဲ့လှူရှားခြင်းကစားခြင်းတွေအားလည်းတကယ်ကိုပေါ့နော်ခန္ဓာကိုယ်အတွက်အဲဖွင့်ခန္ဓာကိုယ်ဖွင့်ပြဖို့ရောအုံနောက်ပိုင်းဆိုင်ရာဖွင့်ပြဖို့အတွက်ကောကောင်းမွန်တဲ့လိုအပ်တယ်အဲ့လိုပါပဲအတုလုံတန်းကစားခြင်းတွေအားလည်းကလေးတွေအတွက်လိုအပ်တယ်အတုလုံတန်းကစားခြင်းအပြင်ဒီအတုလုံတဲ့လုံတန်းကစားအောင်ရှင်းပါကြရပါတော့ကျမတို့အဲသူနာပြုတွေဆရာဝန်တွေအင်ဂျင်နီယာတွေ ကျမတို့မိသက်သမားတွေသူတို့ရဲ့လုပ်ငန်းတာဝန်တွေပါရှိရသူတို့ဘာတွေလုပ်ရအောင်သူတို့ပြပြထားပြီးသားကိုပြပြထားပြီးသားတွေနောက်တခါကျမတို့တံတန်းလုံးတယုတ်ဆောင်နေဒါမျိုးတွေရတယ်ပဲသူတို့ လေ့ကျင့်ပေးထားပြီးသားဒီလိုနည်းနေနဲ့ပေါ့နော်အတုလောက်တန်းကစားခြင်းနည်းတွေကိုလည်းကစားထားရမယ်အဲ့လိုကစားထားမှလည်းပဲသူတို့မှရှိတဲ့ဝေဖန်ပိုင်းခြားနိုင်တဲ့စွမ်းရည်တွေဖွံ့ဖြိုးလာစေမှဖြစ်တယ်မိမိမှလိုအပ်တဲ့ပေါ့နော်ဒီဖွံ့ဖြိုးရမယ့်လိုအပ်တဲ့စွမ်းရည်အသီးသီးဖွံ့ဖြိုးအောင်ကကျမတို့ကစားနည်းမျိုးမျိုးကိုလည်းဖန်တီး ေးထားကြရမှာဖြစ်ပါတယ်ရှင်အဲ့တော့ကိုလဲလှုပ်ရှားအကစားကစားနီးလေးတွေတခုတည်းတွေနဲ့တွေကျွန်တော်တို့ကလေးတွေအတွက်ပေါ့နော်လုံလောက်တာမဟုတ်ပါဘူးအဲ့တော့တီတင်ဖန်တီးကစားတတ်တဲ့အလေးချင်းတွေလေးထားတွေဖြစ်အောင်လဲဒါပံပိုးကူညီပေးရမယ်စိတ်ကူးစဉ်းစားကစားခြင်းနည်းတွေနဲ့ရရှိလာအောင်လဲ ဖန်တီးပေးရမယ်တိဆောက်ကစားခြင်းနေအတုလုံတန်းကစားခြင်းနေဟာလည်းပဲကလေးတွေရဲ့ပေါ့နော်ဝေဝံပိုင်းချနိုင်တဲ့စွမ်းရည်တွေတီထွင်ဖန်တီးနိုင်တဲ့စွမ်းရည်တွေအစိတ်ကူးစိတ်တန်းကောင်းနေပုံမထွက်ပေါ်လောင်အောင်နေဒါမျိုးတွေကိုပေါ့နော်လေ့ကျင့်ပေးရမယ်ဒီလိုမျိုးကစားခြင်းနည်းတွေနဲ့လည်းပဲကျမတို့ရဲ့ကလေးတွေကိုပေါ့နော်သူတို့ရဲ့ဖွံ့ဖြိုးရမယ်ဒီဝေဘန်သုံးသက်နိုင်တဲ့ဆွဲရည်တွေမိမိကိုမိမိပေါ့နော်တရှိနိုင်တဲ့ဆွဲရည်တွေ ကလေးဘဝမှာဖွံ့ဖြိုးရမယ်ဦးနောက်ပိုင်းဆိုင်ရာတွေကာယပိုင်းဆိုင်ရာတွေအတီးတီးဖွံ့ဖြိုးလာအောင်ကစားခြင်းနည်းနဲ့လည်းပဲလေ့ကျင့်ပေးလို့ရတယ်ဆိုတဲ့အကြောင်းလေးကိုကျွန်မဆွေးနွေးပေးခြင်းဖြစ်ပါတယ်။နောက်နေ့ဒီမှာလည်းပဲကျွန်မဒီကစားနည်းနဲ့ပတ်သက်ပြီးတော့ကြံရှိနေတဲ့အကြောင်းအရာတွေကိုဆက်လက်ပြီးတော့ဆွေးနွေးပေးသွားပါမယ်လို့ပြောကြရဲနေ။ကျွန်မရဲ့ယနေ့ဆွေးနွေးချက်ကလေးကိုညီကုန်းချုပ်ခွင့်ပြုပါရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။